ရခင်စစ်အစိုးရအဆက်ဆက်လက်ထက်တသက်စားမကုန်အောင်လက်စားခြင်းတိုင်းပြည်ပန္နာခိုးဝဲယူငင်ခြင်းများဖြင့်ကြောဝါရှမ်းသာလာသည့်အရာရှိများကိုအားကြပြီးစစ်အုပ်ချုပ်ရေးသည်၎င်းတို့အတွက်တထေးဖြစ်ဖို့လမ်းစဥ်ယုံကြည်ထောက်ခံနေကြသူများဖြစ်ကြသည်။ထို့ပြင် CDM များကြောင့်လစ်လက်သွားသောယာတုနေရာများအဝင်ထရန်အကွက်ရှောင်းနေသူများလည်းရှိသည်။ ငလင်လုတ်ပြီးဆယ်ရက်ခန့်အထိဝန်ထမ်းများမှမိမိအစီအစဉ်ဖြင့်တိုက်စင်ဝင်အောင်တိုက်ဝင်းကျင်တစ်ပင်များအောင်ပလက်ဖောင်းများအပေါ်အဆင်ပြေသောသောနေထိုင်ခဲ့ကြရပြီးတောက်သုံးရည်ပြက်လက်ရှင်ဖုန်းအင်တာနက်ပြတ်တောက်ရှင်လျှက်စစ်မီပြတ်တောက်ရှင်အစာရေစာပြတ်တောက်ရှင်လေတုမြေတုညဉ့်ညံခြင်းစသည့်ပြဿနာများရင်ဆိုင်နေရစဉ်တခိုးဘေးမီဘေးနောက်ဆက်တွဲငလင်ဘေးတို့အတွက်ပူပင်တော့ကများစွာဖြစ်ခဲ့ကြရသည် နားဆက်သူအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဖပြပေးမယ့်ဆောင်းပါးလေးကတော့ဆောင်းပါးရှင်ဆူဆူမြတ်ရေးသားတဲ့အပြုံးမပြတ်ရုံမတက်နိုင်ကြတော့ပြီဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ရှင်2021ဖေဖော်ဝါရီလ1ရက်နေ့မနေ့ကင်းတွင်လွတ်တော်အစအုပ်များရှိအရာရှိကြီးတို့သည်၎င်းတို့ဝန်ထမ်းများအားလွန်ခဲ့တဲ့လမင်းတို့လွတ်တော်တက်မဲ့အမည်စရင်းနေပြုစုလာတဲ့ပြကလေးကအပေါ်ရီပါလို့ငါမပြောဘူးလားဟုနှစ်ထောင်အားရပြောခဲ့ကြပြီး ကဲဒိုးစစ်တပ်အတိုင်းဝိုင်းကလူတွေလာကြကွဒီနေ့အမတ်တရဆာဖီဆွဲကြမယ်ဟုပျော်ရွှင်စွာဓာတ်ပုံရိုက်ခဲ့ကြသည်ရင်းစစ်အာနာတိန်တိညတွင် နေပြည်တော်ဤဝန်ထမ်းအင်ရအရှုအထူးသဖြင့်ခရီးအင်ရနှင့်ဘူးကွဲအင်ရရှိစစ်တပ်မှ အရက်ဘတ်တို့ပြောင်းလဲတာဝန်ထမ်းဆောင်သည့်အများအခေါ် မိုးကျရွှေကိုများနှင့်အပေါင်းအပါတို့၏အောင်ပွဲအမတ်တရစားတော်ဝမ်းများမှဇွန်ခရင်တန်ဖန်ကွက်ချင်းထိတန်ဟာတိုက်ရီမောတန်တို့သည်ခက်အုပ်အုပ်တစ်မျိုးခက်ကြဲကြဲတစ်မျိုးထွက်ပေါ်နေခဲ့သည် ထို့သူများသည်အာနာသိမ့်မီနောက်ရက်များတွင်ဝန်တန်းတို့၏တံပုံတီတံဆန္နာပြတံတို့အပေါ်အံ့ဩတကြီးမြင့်တက်ခဲ့ကြပြီးနောက်ဝန်တန်းဖြုတ်ပွဲစတင်ရန်ဥဆောင်သူများဖြစ်ခဲ့ကြသည် 2012ကြားပြတ်ရွေးကောက်ပွဲ2015နှင့်2020အထွေထွေရွေးကောက်ပွဲများတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနိုင်ရရှိရန်မဲပေးခဲ့ပူကြသောနေပြည်တော်ဝန်တန်းအများစုသည်စစ်တပ်၏မတရားအာဏာသိမ်းမှုကိုစန့်ကျင်ရန်အမိန့်မနာခံရေးအကြမ်းမဖက်လှုပ်ရှားမှု စီရီယံတွင်ပါဝင်ခဲ့ကြသည် ထိုဝန်တန်းများသည်အတွေ့မမှားရန်သူများရောင်တိုင်းလိုက်မရောင်ရန်မဲခိုးလို့မဖြစ်မနေအာနာထိုင်းရခြင်းဖြစ်ကြောင်းရှော့တခါရှောက်တက်လက်ဟောပြောခဲ့ကြသည် မိုးကြွေရွှေကိုများအားအလွန်အမင်းအထင်ကြီးသူများကာလတစ်ခုကြာမြင့်ခဲ့ပြီဖြစ်တော်လဲထိုစီရီယန်လှုပ်ရှားမှုတွင်ပါဝင်ခဲ့သောဝန်ထမ်းအများစုသည် စားဝတ်နေရေးလုံခြုံရေးကျန်းမာရေးမိသားစုအရေးစသည့်ကြက်တဲမှုမျိုးစုံကြုံနေရတော်လဲကြံ့ကြံ့ခံရင်ဆိုင်ခဲ့ကြသည်မှာယနေ့တိုင်ဖြစ်သည်စီရီယန်တွင်မပါဝင်ခဲ့ကြသောဝန်ထမ်းတို့၏ စာနာမှုမဲ့ပြစ်တင်ခြင်းကြွားဝခြင်းဒုက္ခပေးခြင်းများခံစားရတော့လေရက်တိချက်အပေါ်မရိုက်မလဲရှိခဲ့ကြသည်အမိတ်မနာခံရေးအကြမ်းမဖက်လှုပ်ရှားမှုတွင် ပါဝင်လို့တော့လေမိသားစုအရေးငွေရေးကြေးအကျက်အတင်းများကြောင့်ဖြစ်တယ်လို့အစိုးရဝန်တန်းအရာအားကိုးနေရတာလေစီရီယာမှာပါလာရင်ကျွန်တော်ကျမတို့နေစရာမရှိဘူးဟုပြောကြားသူဝန်တန်းများလည်းရှိခဲ့ပါတယ်သို့တော့ ၎င်းတို့အများစုသည်ရခင်စစ်အစိုးရလက်ထက်အထက်လူကြီးများ၏မောက်မာမှု မော်ကြွားမှုဖိနှိပ်မှုများအောက်တွင်မငြင်းမညူဘုံတော်ပွဲများတည်ကျူးရင်းအထက်လူကြီးအကြိုက်တာဝန်ထမ်းရွက်ရမည်ဟုသာအတိတရားပါလာသူများဖြစ်ကြသည်၎င်းတို့သည်မိုးကြွားရွှေကိုစစ်ပေါ်ဟောင်းများအားအလွန်အမင်းအထင်ကြီးကြပြီးသူတို့လည်းတိုင်းပြည်အတွက်အလုံးလုံးနေသည် သူတို့ဤကောင်းဆောင်မှာစွမ်းဆောင်နိုင်သူဖြစ်သည်ဟုယုံကြတဲ့ကဲ့သို့ရခင်စစ်အစိုးရအဆက်ဆက်လက်ထက်တသက်စားမကုန်အောင်လက်စားခြင်းတိုင်းပြည်ပန္နာခိုးဝဲယူငင်ခြင်းများဖြင့်ကြောဝါရှမ်းသာလာသည့်အရာရှိများကိုအားကျပြီးစစ်အုပ်ချုပ်ရေးသည်၎င်းတို့အတွက်တထေးဖြစ်ဖို့လမ်းစဥ်ယုံကြည်ထောက်ခံနေကြသူများဖြစ်ကြသည် ထို့ပြင် CDM များကြောင့်လစ်လက်သွားသောယာတုနေရာများအဝင်ထရန်အကွက်ရှောင်းနေသူများလည်းရှိသည် မိမိတို့ရာတင်သည့်ယာတုနေရများ၌ရခင်စစ်အစိုးရခေတ်ကဲ့သို့ပင်မိုးကြွှေကိုများဝင်ရောက်လာခြင်းဌာနဤဆန်တို့များကိုရှော့ချရခြင်းမိုးကြွှေကိုများဤညွှန်ကြားချက်အတိုင်းအတိတ်ပဲမရှိထိရောက်မှုမရှိတော့လဲဆောင်ရွက်ရခြင်းစရဲအလိန်အတူများပြင်ဆင်ခြင်းစသဖြင့်ကြုံတွေ့ရတော့လဲစိတ်မပြတ်နိုင်ပဲတပြေးပြေးအသားကြလာကအပြန်အလှန်ဆွေးနွေးရန်ကိုပိုင်အကြံဉာဏ်သစ်များထုတ်ပေါ်ဆွေးနွေးရန်မလိုအပ်သည့် ထိုအခင်းချင်းကိုပင်ကျေးဇူးတင်စရာကဲ့သို့မှတ်ယူလာခဲ့ကြသည်စစ်တပ်ဘက်မှဖြစ်လာသည့်ဝင်ကြီးများ အတွင်းဝင်များညွန့်ကြုတ်ညွတ်မှုများနှင့် ထိတွေ့ဆက်ဆံရခြင်းသည့်ပင်စုလက်တစ်ခုလိုယူဆလာကြပြီးညွန့်မှန်းထားသောလက်လာပယာဒူးများစောင့်ခြင်းပေးနိုင်သူများအဖြစ်စုပြုံတိုးဝင်ရှိကပ်နေကြသူများလည်းရှိသည်စစ်ဘက်မှလာသောလူကြီးများ၏ဆုံးဖြတ်ချက်သည်အရက်သားလူကြီးများကဲ့သို့ဝေးဝိုက်မနေဘဲပြတ်သားသည် အလုတ်ဖြစ်သည်ဟုပင် ရှီမွန်ပြောဆိုနေကြသည်စကိုင်းငလင်က နေပြည်တော်ကိုဖြိုရှ2025မတ်လ28ရက်နေ့မွန်လ12:50မိနစ်ဝန်းကျင်၌စကိုင်းမြို့၏အနောက်မြောက်ဘက်16ကီလိုမီတာအကွာတွင်အင်အားခွန်တသမခွန်ပမာဏရှိအင်အားအလွန်ပြင်းထန်သောငလင်ကြီးနှင့်12မိနစ်အကွာတွင်တရာဦးလေးစိတ်အနီးဘဟုပြု၍အင်အား6တသမ၄ငလင်လှုပ်ခတ်ခဲ့ပါသည် ထမအကြိမ်လှုပ်ခတ်စင်မှာပဲနေပြည်တော်လွှတ်တော်အနီးနိုင်တရှိသောဝင်ကြီးဌာနတစ်ခုတွင်ကွန်ပျူတာများအပါအဝင်ရုံးကန်သုံးပစ္စည်းတရှုမှဇပွဲပေါ်မှနှစ်ပေမှသုံးပေခန့်အမြင်ထိမြောက်တက်သွားပြီးပြုတ်ကျသံဇပွဲများတလိန်ထိုး၍လျားသံဗီဒီယိုအစီအစဉ်များပြုတ်ကျသံမှန်ကွဲတံများစုညံနေပြီးရုံးဝင်တံများသည်လည်းအပြိုပြိုအလဲလဲနှင့်စောက်တရားမရထွက်ပြေးကြရသည် အရှားယုံများတွင်လည်းအလားတူပင်အစည်းအဝေးဤကုန်းရှုံနေခိုက်ထွက်ပြေးရသူများထမင်းစားကန်တင်းတွင်ရင်းရွေးအပူလောင်သူများရေရင်သုံးနေစဉ်ထွက်ပြေးရသူများအသီးသီးရှိသည်ဝင်ကြီးဌာနများ၏ရုံးပုံစံအရရုံးတယုံ၏အစင်းမြင့်ဆုံးရာသူရှိသူသည်ရုံးအပေါ်ဆုံးထက်မှန်ကန်အပြည့်အလားစင်ထားသည့်အခန်းတွင်ရုံးထိုင်ကြရာ ထိုသူများလည်းအထီးအခိုက်ရှိခဲ့ကြသည် အပြိုပြိုအပြက်ပြက်ကြားကဆက်တွယ်ရေးကွန်ရက်များပြတ်တောက်သွား၍အရှင်းရှင်းအဆက်အသွယ်မရခဲ့ကြပေ။ အရှိအနေငိမ့်သက်သွားသောအခါဌာနအသီးသီးမှဝန်ထမ်းများအားရုံးစင်ပေးလိုက်ပြီးဖြစ်၍မိမိမိသားစုများကို စိတ်ပူပန်စွာဖြင့်အိမ်ယာများစီသို့အပြေးအလွှာပြန်လာခဲ့ကြသည်လမ်းတစ်လျှောက်တွင်တောကကြီးစွာမောင်းနေနေသောဖယ်ရီကားများဆိုင်ကယ်များသည်လမ်းအကြောင်းများပြပန်းခတ်နေသောရင်းနှင့်လူများကိုတတိကြီးစွာရှောင်းတိမ်မောင်းနေခဲ့ကြရသည်ဝန်ထမ်းအများစုသည်မိမိတို့အိမ်ယာများသို့ရောက်သောအခါတိုက်နေရန်ကွက်အမှုမှာစာ၍အောက်ဆုံးထက်နှိမ့်ညွတ်ခြင်းအလဲ အပေါ်ဆုံးထက်ဤအပြုအပြတ်တာမြင်ရသည့်အစုံမြင်တွေ့ကြရပြီးအစုံအရှုံးပေါ်မူတည်၍ဝန်내ထိခိုက်မှုများခံစားခဲ့ကြရသည်နေအိမ်တွင်ကြန့်ရှိခဲ့သည့်တာသမီများအိမ်တော်ဘက်များမိအိုဖအိုများအားဆုံးရှုံးရသူအပြတ်အစီများကြပိတ်မိနေသည်ကိုသိတော်လဲထုတ်ပေးရန်ပစ္စည်းကရိယာမရှိ၍ထိုင်ကြည့်နေရသူဝန်ထမ်းများအဖို့အပူပန်ဆုံးအတောက်လောင်ဆုံးတောကားကိုခံစားကြရသည် လူအသေးအပြောက်မှာဝန်ထမ်းမိသားစုများနေထိုင်သောခရီးအင်ယာ၊ဘူးကွဲအင်ယာ၊ဧကတထဧက2000ဧက3000ကျော်အရာများတွင်ဖြစ်ပြီးဌာနများအနေဖြင့်အလုတ်သမားဝင်ကြီးဌာနဟိုတယ်နှင့်ခီးသွွာလာရေးဝင်ကြီးဌာနပို့ဆောင်ဆက်သွယ်ရေးဝင်ကြီးဌာနလျှက်စေးဝင်ကြီးဌာနစမှုဝင်ကြီးဌာနစသည့်ဝန်ထမ်းများပါဝင်သည်တည်ဆုံးသူများအတွက်တရဏဂုံတင်ခြင်းနှင့်တပ်ပြောက်စွန့်သွင်းကိုတည်ဆုံးသည့်တိုက်အနည်းမြေပြင်ပေါ်တွင်ဆွတ်သွခဲ့ရပြီး ဆရာတော်များမှာတနေရာပြီးတနေရာကြွရွေမနိုင်အောင်ရှိခဲ့ကြသည်။ဒဏ်ရာရသူဝန်ထမ်းများအရေးပေါ်ကုသရေးဂတင်းတထောင်ဆေးရုံအရေးပေါ်ဌာနပြုတ်ပြက်ခြင်းစေယုံရှိကုသဆဲလူနာများ ထိခိုက်ဒဏ်ရာရကြခြင်းသေဆုံးခြင်းအပြက်အစီအကြလူများပြိနေခြင်းပြင်ပမှဒဏ်ရာရသူများစုပုံရောက်ရှိလာခြင်းကြောင့်ကုသမှုမပေးဘဲပုဂ္ဂလိကစေယုံများတို့သွားရန်လမ်းညွှန်ကြသည်တွေးကြုံရသောအခက်အခဲများနှင့်ကုစားမှု တိုက်ပြုံမှုတွင်ပါဝင်သွားသောမိသားစုများ၏တည်ရင်ရှင်ရင်မတည်ကြမှုများရှာဖွေထုတ်ယူလိုတော့လေပစ္စည်းလူဝင်ရမပြေဆုံးမှုများတိုက်ခဲနှံကြံရသည့်အရေးတကြီးနှင့်အဖိုးတန်ပစ္စည်းများအားတွားရောက်ယူငင်လိုတော့လေတိုက်ဤကြံ့ခံမှုအပေါ်စိုးရိမ်နေမှုများနောက်ဆက်တွဲငလင်းများအတွက်ကြောက်ရွံ့တုန်လှုပ်မှုများကြောင့်စောက်တရမဲနေသူများနှင့်တိုက်အပြက်အစီများကြား ယင်းနေ့ညနေ9နာရီခန့်တွင်စစ်အာဏာရှင်မှလူလုံးထွက်ပြလာသည့်အခါတောကများကြကပင်အယုအသေးပေးခဲ့ကြရသေးသည်သောသောရင်းတို့အဖွဲ့သည်အယက်သားအစိုးရလက်ထက်ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ဖြင့်အမျိုးသားတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့်လူမှုဝန်ထမ်းကဲဆယ်ရေးနှင့် ပြည်လည်နေရရှာထားရေးဝန်ကြီးဌာနတို့ဥဆောင်ရွေးဆဲခဲ့သော အမျိုးသားအဆင့်ငလင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့်တုံ့ပြန်ရေးစီမံချက်2019မြန်မာနိုင်ငံဘေးအန္တရာယ်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးနိုင်ခြင်းရှော့ချရေးလုပ်ငန်းစီမံချက်2019ပါအစီအစဉ်များကိုဘေးဒဏ်ခံစားနေရသောဝန်ထမ်းများအတွက်စောင့်ကြည့်အကောင့်အထည်ဖော်လာနိုင်ခြင်းမရှိခဲ့ပေ။ထို့ပြင်ဝန်ထမ်းများအနေဖြင့်လည်းပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် အစအဦးတစ်ခုဆောက်လုပ်ခွင့်ပြုရန်ပတ်ဝန်းကျင်ဆိုင်ရာလိုင်းနာဆောင်ရွက်မှုတသက်တေကန်လက်မှတ် ECC ထုတ်ပေးရတွင် ဘေးအနေရဲ့အတွက် အရေးပေါ်အရှိအနေတုံ့ပြန်မှုအစီအစဉ် EPR ပါရှိရနှင့်အစမ်းစက်တိုက်လေ့ကျင့်ခြင်းတို့လုပ်ရန်အားအဓိကကျသောလိုအပ်ချက်အဖြစ်တောင်းဆိုလေးရှိရာမိမိတို့ကိုယ်တိုင်တာဝန်ထမ်းဆောင်ရာအစိုးရရုံးများ၌အကြံပြုရန်ပြင်ဆင်ထားရှိရန်စစ်ဆေးရန်တောင်းဆိုရန်မေးလျော့နေခဲ့ကြသည် ဝန်ထမ်းများအနေဖြင့်ရှက်ရှင်းရောက်ရှိလာသောစစ်အာဏာရှင်နှင့်အဖွဲ့ကြားအတက်ရမလို့ဖြစ်ခဲ့တော်လဲထုံညတွင်ပင်မိသည့်နေရာတွင်အိတ်ဆက်ရမည်မိတို့စားတောက်ရမည်ရေအိမ်ဝင်ရမည်ကစား၍ပင် အခက်အခဲတွေ့ကြရသည်စည်ရီးမှဒုတိယညွန်ကြားရေးမှူးအထက်ဝန်ထမ်းများနေသောတိုက်များ၌တိုက်တွဲတွင်တုံကန်တော်လီတက်ပါဝင်သောအဆောင်နှစ်ခုတွဲဆက်ထားရာစုစုပေါင်း24ခန်းရှိပြီးအောက်ဆုံးတစ်ထပ်သည် မြေထဲဝင်သွားခြင်းသို့မဟုတ်အလုံးစုံပြုတ်ပြတ်သွားခြင်းဖြစ်၍မိသားစုရှိသည့်အရာများသည်တခန်းလင်သုံးဦးပြက်မြတ်တွက်ဆက်ပါကတိုက်တလုံးတွင် အောက်ထွက်တင်နေသည့်လူဦးရေ၁၈ဦးခန့်မှာအန္တရာယ်ဖြစ်နိုင်ခြင်းအများဆုံးဖြစ်သည်။ရှင်တကြရစ်သူတို့သည်တိုက်ပေးကွက်လက်များတွင်ရှင်အောင်များထောင်၍အိတ်ဆက်ခဲ့ကြရသည်။ နေပြည်တော်ငလင်ထိခိုက်မှုသတင်းတွေမန္တလေးထိခိုက်မှုစကိုင်းထိခိုက်မှုကြားပြည်သူလူထု၏စိတ်အနာများကြောင့်လည်းနေပြည်တော်ငလင်ထိခိုက်မှုများထံသို့အရက်ဖတ်အဖွဲ့အစည်းများ၏အကူအညီများအနှဲငယ်သာရောက်ရှိလာခဲ့သည်သတင်းမပေါက်စေရန်စစ်တပ်ကနေပြည်တော်ဝင်လာမိသူများအားလုံခြုံရေးတင်းကျပ်ထားခြင်းလည်းပါသည်။ငလင်းဖြစ်ပြီး၃-၄ရက်ခန့်တွင်စီမံခန့်ခွဲရေးဌာနမှလူအရှုလာရောက်ကြည့်ရှုပြီး တိုက်များစစ်ဆေးမှုမပြုမီတိုက်များအပေါ်တက်၍ပစ္စည်းများမယူရန်သာမှာကြပြီးထိရောက်သည့်ကယ်ဆယ်မှုကူညီမှုများမရခဲ့ချေအရှိုးဝန်ထမ်းများသည် တိုက်ပြုတ်မှုတွင်ပါဝင်သွားသောမိဘတာသမီအိမ်တော်ဘတ်တို့၏ရှင်သန်နိုင်မှုအားကူကယ်ရမယ့်အရှိအအနေတွင် မျှော်လင့်ချက်ချနေကြသေးသည်သို့သောအထွေထွေမန်နေဂျာဒိုမဟိုညွှန်ကြားရေးမှူးအထက်ဝန်ထမ်းများနေထိုင်သောတုံးတက်တိုက်များမှာထိခိုက်မှုနည်းတော်လဲအရှုပ်အယားရှိကြီးများသည့် ပုဂ္ဂလိကပိုင်အဆောက်အအုံများထံရှိတ်ဆက်မှုမျိုးစုံဖြင့်တွားရောက်နေထိုင်ကြသည်တမန်ဝင်တန်းငယ်များဒုက္ခရောက်နေသောအချိန်အရှုသောဝင်တန်းကြီးများသည်အကျိုးစီးပွားရှိတ်ဆက်မှုများဖြင့်တာယာသောအချိန်အနေရရှိနေသောသူများရှိသည်ဧပြီလတရက်ခန်းဒီမှာစ၍တိုက်အရှင်နေများကိုယာတူးအစင်လိုက်အကြမ်းဖြင့်စစ်ဆေးရာယာတူးငယ်သူတို့ထံဧပြီလ9ရက်ရှေ့ရက်ခန်းမှာရောက်ရှိလာပြီးအရေးပေါ်စခန်းများသို့ရွှေ့ပြောင်းနေရရှာခြင်းများစီစဉ်ခဲ့ကြသည် ငလင်လုတ်ပြီးဆေးရက်ခတ်အထိဝန်ထမ်းများမှာမိမိအစီအစဉ်ဖြင့်တိုက်စင်ဝင်အောင်တိုက်ဝင်းကျင်တစ်ပင်များအောင်ပလက်ဖောင်းများအပေါ်အဆင်ပြေသောသောနေထိုင်ခဲ့ကြရပြီးတောက်သုံးရည်ပြက်လက်ရှင်ဖုန်းအင်တာနက်ပြတ်တောက်ရှင်လျှက်စစ်မီပြတ်တောက်ရှင်အစာရေစာပြတ်တောက်ရှင်လေတုမြေတုညဉ့်ညံခြင်းစသည့်ပြဿနာများရင်ဆိုင်နေရစဉ်တခိုးဘေးမီဘေးနောက်ဆက်တွဲငလင်ဘေးတို့အတွက်ပူပင်တော့ကများစွာဖြစ်ခဲ့ကြရသည် ယောက်ျားသားများရှိသောတိုက်များတွင်မိမိအစီအစဉ်ဖြင့်ကင်းဆောင်နေကြသည့်တိုင်ဝင်ရောက်ခိုးယူခြင်းများတိုက်အများစုတွင်ဖြစ်ခဲ့ကြသည်ထို့နောက်တိုက်အရှိအနေအားအဝါရောင်လိမ္မော်ရောင်အနီရောင်အဆင့်တတ်မှတ်ခဲ့ကြပြီးနေထိုင်ရမရတော့သည့်တိုက်များဆက်ရင်းထောင်ကျော်ထွက်လာခဲ့သည်နေထိုင်မရတော့သည့်တိုင်များမှပစ္စည်းများတင်ဆက်ထားရန်လမ်းညွှန်ချက်ထွက်လာသည့်အချိန်တွင်ပစ္စည်းတင်ဆက်တည်ယူပေးသည့်အလုတ္တမခါမှအစမတန်မြင့်တက်ခဲ့ပြီးတိုက်ပေါ်မှာ တိုက်အောက်ရှာခတ်တသက်ပင်စက်သိအထိပေးရသူများရှိသည် ထိုပစ္စည်းများထားရှိရန်နေရာမရှိ၍နီးစပ်ရာရွှေကြပင်ကိုရွာတပြေကုန်းငန်းဆက်ဝမ်ဘဲအင်းရွှေနတာဝတ်စုလမ်းပြမနာအောင်ဒုခစသည်ရက်ွက်များရွာများတွင်တွားရောက်ထားရှိကြရာပစ္စည်းထားကမှတင်ကနန်းပေးကြရသည်ဌာနမှစီစဉ်ပေးသောအာကစားကွယ်ဘုရားကြီး စာတင်ကြောင်းများတွင်မနေနိုင်သောဝန်ထမ်းများအိမ်ငားရန်စီစဉ်ကြသောအခါဥပမာအဖြစ်သူကတော်ဝင်အရာအောက်ထက်၏အခန်းကားကဈေးနှုန်းသည်တစ်လ၄သိန်းမှ၅သိန်းဝန်းကျင်ဈေးပေါက်သည်ထို့သောခက်ခဲနေကြတော့လေရုံးဝန်ထမ်းများမှစစ်အာဏာရှင်ရန်တရလည်ပတ်နိုင်၏အတွက်ရုံးပုံမှန်တက်ခဲ့ကြရသည်အပြုံးမပြတ်ရုံးမတက်နိုင်ကြတော့ပြီး လက်ရှိအခြေအနေအထိနေပြည်တော်ဝန်ထမ်းအရာများ၏အပြိုအပြက်များဖယ်ရှားနိုင်ခြင်းမပြုဘဲပြည်လဲတိဆောက်ရေးအတွက်မြည်သည့်ကုမ္ပဏီရရှိမည်ဟုသာတည်င်းများထွက်ပေါ်နေပြီးဝန်ထမ်းများမှလည်းစစ်ကောင်စီကပေးအပ်သောဘေးဒုက္ခစရိတ်တသိန်းကျပ်ဝန်းကျင်ခန့်နှင့်တရုတ်နိုင်ငံမှထောက်ပံ့သည့်တဲများတွင်အပေါ်ပူအောက်ပူနေထိုင်နေကြရသည်တဲမရသူများသည်ထီကြီးများတွင်စောင့်များကာ၍နေကြရသည် ရာသီဥတုပူပြင်းမှုနှင့်အနေအဆားဆင်းရဲမှုကြောင့်ထပ်မံသိဆုံးရသည့်တကြီးရွယ်ဝများလည်းရှိသည်တကြအပီမိုးကြလာမည်အရှိအနေနှင့်အနာဂတ်တို့သည်မိတို့မိဘုံဖြတ်တန်းရမည်မသိကြသေးပေ။အရှိအနေအရရတို့ကြောင့်လူအများစုအနေဖြင့်တကြအခါတမင်ရဆိုသည်ကိုပင်မိလျော့နေကြသည့်အထိရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကြုံနေကြရခြင်းတွင် တောင်ကြီးမြို့ရွှေဖုံးပွင့်ဖေရတွင်ဆရာနာရှင်မိသားစုကပျော်ရှင်တက်ကြထီတင်နေခြင်းရုပ်ပြတကြံတွင်တမတ်လူဦးရေပြည့်မီရန်ပည့်ရမပေးဘဲခေါ်ယူတာဝန်ထမ်းဆောင်စေခြင်းဆရာနာရှင်မတပြေခက်နှင့်ရေပတ်နေခြင်းတို့သည် ဝန်ထမ်းတို့၏လက်ရှိဒုက္ခများကိုလှောင်ပြောင်နေတကယ်သို့ဖြစ်သည်လက်ရှိတွင်ယာယီတဲထိုးပြီးလေပတ်နေရသောနိုင်ငံခြားရေးဝန်ကြီးဌာနဟိုတယ်နှင့်ခီးသွားလာရေးဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနစီးပွားရေးနှင့်ကုသရေးဝန်ရေးဝင်ကြီးဌာနဗဟိုဘဏ်အစရှိသည့်ရုံးများအားရန်ကုန်မြို့သို့ယာယီပြောင်းရွှေ့ရန်စီစဉ်နေပြန်သည်ရန်ကုန်တွင်မိသားစုအခန့်ရှိသူများမထောင်လာတော့လဲနေမဝန်တမ်းများအတွက်မူစားဝတ်နေရေးစရိတ်ကမိသားစုအပါဆိုလင်မစင်စားဝန်တော်ပေအာနာသိညာကအောင်ပွဲအဖြစ်သတ်မှတ်၍စားတော့ဝိုင်းများပြုလုပ်ခဲ့သောအခန်းများတီကား ကျွေရွက်ဝါဝါရိုးတံပြိုင်ပြိုင်အပင်များကြားလူသူစိတ်သုံးပြီးပဇင်းရင်ခွဲတံမအပအနံဆိုးများနဲ့အတူတိတ်ဆိတ်ငိန်တဲ့စွာကြံ့ရင်နေခဲ့ပြီးရှင်သည်ဆက်အာနာရှင်သည်သူ့ပမယက်တီပေးခဲ့သောဝန်ထမ်းများအပေါ်စေတနာမဲ့ခြင်းမိမိအာနာတည်မြဲရေးသားရှေးရှုခြင်းစီမံခန့်ခွဲမှုညံပြင်းခြင်းတို့အားပြောပြနေသည်အောင်ရှိပေတော့သည် စာရေးသူသည် စီရီယံဝန်ထမ်းတအူးဖြစ်သည်